အမေရိကန်ကအဆိုပြုတဲ့ရပ်ပေါင်း30အပြည့်အခက်ရဲစေးရေးအဆိုကိုယူကရိန်းကလက်ခံခဲ့ခြင်းနဲ့အတူယူကရိန်းအတွက်အထောက်အပံ့တွေကိုအမေရိကန်ကပြန်လည်ခွင့်ပြုထားမယ်လို့သိရပါတယ်။မတ်လ17ရက်နေ့တုန်းကဆာဒီအာရေဗီယာနိုင်ငံမှာယူကရိန်းနဲ့အမေရိကန်ကုန်စည်အဖွဲ့တွေတွေ့ဆုံဆွေးနွေးမှုအပြီးအဲ့ဒီအခြေခံသဘောတူညီချက်ထွက်ပေါ်လာခဲ့တာပါ။ American အစိုးရကယူကရိန်းအတွက်စစ်ရေးအထောက်အပံ့အားလုံးကိုဆိုင်းငံ့ထားပေမဲ့အခုသဘောတူညီချက်အပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုပြန်ပြင်ခဲ့တာဖြစ်ပါတယ်။ သုံးနှစ်ကျော်ကြာမြင့်လာတဲ့ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရပ်ဆိုင်းနိုင်ဖို့ပထမအဆင့်သဘောတူညီမှုအဖြစ်တလကြာအပြည့်ရထားဖို့အဆိုကိုယူကရိန်းဘက်ကလိုလိုလားလားသဘောတူလက်ခံခဲ့ကြောင်းထရမ့်ရဲ့အကြံပေးတွေကပြောပါတယ်အကျိုးဆက်အဖြစ်အပြည့်အခက်ရဆရေးကာလအစပြုပြီးညှိနှိုင်းဆွေးနွေးမှုတွေအ мян ဆုံးစတင်နိုင်ဖို့မျှော်လင့်ထားကြောင်းအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကဆာဒီအာရေဗျနိုင်ငံမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ 6နာရီကြာအချိန်ယူဆွေးနွေးခဲ့ကြတာပါအခုအခါမှာတော့ American ဟာတူညီတဲ့ကမ်းလှမ်းအစိုးပြုချက်မျိုးကိုရုရှားစီလည်းယူဆောင်သွားမှာဖြစ်ကြောင်းရုရှားကလည်းငြိမ်းချမ်းရေးကိုလက်ကမ်းလိမ့်မယ်လို့မျှော်လင့်ကြောင်းရူဘီရိုကဆိုပါတယ်။ပြီးတော့ American ဟာ Ukraine ကိုအထောက်အပံ့ရပ်ဆိုင်းထားတာထောက်လန့်ရေးသတင်းအချက်အလက်ဝေမျှမှုတွေပိတ်ပင်ထားတာတွေကိုလည်းပြန်လည်ပြင်ဆင်ပြီးမူလအတိုင်းအကူအညီဆက်ပေးနေမယ်လို့ရူဘီရိုကပြောကြားသွားပါတယ်။နောက်ပြီး Trump က သူဟာဇလမ်စကီနဲ့ပြန်တွေ့ဆုံဆွေးနွေးဖို့အသင့်ဖြစ်နေပြီလို့ဝါရှင်တန်ဒီစီမှာသတင်းတောက်တွေကိုပြောခဲ့ပါသေးတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုလည်းအခုသတင်းပတ်ထဲမှာပဲစကားပြောဖြစ်ပွဲရှိတယ်လို့ထရမ့်ကဆိုပါတယ်။ယူကရိန်းမှာအပြစ်အခက်ရစဲမှုဘယ်တော့အစပြုမလဲလို့သတင်းတောက်တယောက်ကမေးတဲ့အခါထရမ့်ကလာမယ့်ရက်ပိုင်းအတွင်းလောက်မှာဖြစ်မြောက်လာဖို့ခန့်မှန်းထားကြောင်းအမေရိကန်နဲ့ရုရှားတို့ကြားဆွေးနွေးမှုကလည်းအပြုသဘောဆန်ဖို့မျှော်လင့်ကြောင်းဖြေကြားသွားခဲ့ပါတယ်။ အပြည့်အခက်ရဆက်ရေးသဘောထားအပြင်ယူကရိန်းနဲ့အမေရိကန်တို့ရဲ့ပူးတွဲကြီးညာချက်တစ်ခုမှာတော့ယူကရိန်းပိုင်သဘာဝတည်ရန်စာတတ်တူတွေကိုအမေရိကန်ကခွဲဝေတူးဖော်ခွင့်ရရည်သဘောတူညီမှုကိုလည်းအ мян ဆုံးအကောင့်ထဲပေါ်လက်မှတ်ရေးထိုးသွားမယ်လို့ဖော်ပြထားပါတယ်ရှင်။